hello hello အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့တော့ရုံးပိတ်ရက်လည်းဖြစ်တဲ့အတွက်ကျွန်တော်ညီရဲကျွန်တော်တငယ်ချင်းအာတချို့ရပါတော့အာကျွန်တော်တိုက်ကြီးအာမရှိတယ်ကျွန်တော်20တရေကခြံကိုတွားပြီးအာခြံကိုတွားကြည့်တယ်အာခြံအနေထားပါတော့ကျွန်တော်နောက်ပြီးတော့စိုက်ပျိုးထားတယ်အာ7 sun ဆရာအာတင်းနံတချို့ကိုလည်းကျွန်တော် အာဒီနောက်ဆုံးဖက်မှာအာရိုက်ကူတင်ဆက်ပေးထားတာရှိပါတယ်เนาะတက်ကြီးမျိုးထဲမှာကျတော့ဟိုအရင်ဒီထက်ပေါ်တော့ပို့ပြီးတော့စီကားလာတယ်တွေ့ရတယ်အာအိုးဝေလို့ခေါ်ရဲအာသုံးပိလေးတွေလည်းအများကြီးတွေ့ရပြီเนาะကဲအခုတော့ကျွန်တော်စိုက်ခင်းကျွန်တော်ချန်20တေကချန်တဲ့ကိုရောက်ပါပြီဒါကတော့ကျွန်တော်ဟိုလမ်းမပေါ်ကနေကျွန်တော်ချန်ကို ရှေ့ view ကနေပေါ့နော်ဒါကျွန်တော်ရိုက်ပြထားခြင်းဖြစ်ပါတယ်အခုဒီဘက်မှာကောင်းတာတကူကကျွန်တော် R3 အမြေဖြစ်တဲ့အတွက်မြတ်သွားပြင်မြစ်ပင်တွေကဟိုဟာကျွန်တော်တောင်ကြီးခြံလုံးမို့လို့ထူထပ်ထူပိန်းနေအောင်ပောက်တာမရှိဘဲနဲ့အမ်ဒီဘက်မှာနွားမွေးရင်တော့အဆင်ပြေမဲ့ပုံလို့ပဲတကျေးွာလူကြီးတွေကလည်းအကြံပေးထားပါတယ်ခင်ဗျအဲလန်လန်ကလေးရဲ့ဘယ်ဘက်မှာဆိုရင်ပေါ့နော် အာများသောအားဖြင့်ရေတင်တတ်တယ်ပေါ့အာများအကျွန်တော်ခြံရဲ့အရှိတ်ပေါ့နော်ဆိုဆိုဟိုဘက်ခြံမှာဆိုရေတင်တတ်တယ်တဲ့ကျွန်တော်ဒီဘက်ခြံမှာကျွန်တော်ရေတင်တာတိမ်မရှိဘူးတင်လဲခဏပဲဆိုလို့ကောင်းပါလေကဲဒါကြတော့ကျွန်တော်အသင်ဆွဲ DMT ပေါ့နော်ဒါကကနေဒါ TNT Shopping Center နဲ့ဝယ်ပါတယ်ဝယ်ခဲ့တုံးကဒါက DMT တဝက်ပဲရှိတယ်ပေါ့နော်ဒီလိုတဝက်ကိုဒေါ်လာ90ဒေါ်လာ ချောက်ပေးရတယ်။ကြိုက်လဲအရန်ချိုက်တယ်၊စားလဲအရန်စားလို့ကောင်းတယ်၊ဝန်ထောင်အမျိုးစားပါပဲခင်ဗျ။အဲ့ဒါကြောင့်ကျွန်တော်လည်းအသေးပေါက်တော့ပြန်လာတဲ့အခါမှာလည်းခုလိုပဲခြံကိုလှုပ်လိုက်ပါပြီ။တော့ခြံရဲ့ဟိုအရှိပိုင်းမှာကျတော့ဒါအနစ်ရှိပင်နေဖြစ်တဲ့အတွက်ဟိုကျွန်တော်ကတော့ခြံအနောက်ဘက်မှာပို့ပြီးတော့လှုပ်ပါတယ်ခင်ဗျ။ကဲဒီမှာကျတော့ကျွန်တော်တို့ကအဲရေဝက်တာကိုရှောင်ချင်တဲ့အတွက်အမ် ဖို့မြေလောက်ထားတယ်လေးပစ်ပတ်လည်းမြေပို့ထားတယ်နောက်တဖို့ချင်းရဲ့တဖက်တစီယိုပေါ့နော်တနပိချားပြီးတော့နပင်စီမွန်ထောင်မျိုးစားကိုဆက်ပြုတ်ထားတာတွေ့ရပါတယ်ခင်ဗျစာဝယ်ကလေးကလည်း၃ပေအမြင့်နေဝယ်တာပိတ်စိမ်းကာရာကျတော့အာကြနေကိုကာထားတာပေါ့နော်အနောက်ဘက်ကိုစားပေးပြီးတော့ကာထားပါတယ်ကဲအားလုံးပဲတတ်တာ